မင်္ဂလာပါရှင်ဒါလေးကတော့ကလေးလေးတွေအတွက်ဆေးရောင်ချဲတဲ့တင်ကူလေးတွေပေါ့နော်ဆေးရောင်ချဲတဲ့တင်ကူလေးတွေကကလေးလေးတွေကိုဒီလိုဆေးရောင်ချဲတဲ့တင်ကူလေးတွေရေဆွဲခိုင်းခြင်းအဖြစ်ကလေးလေးတွေကဖုံးကြည့်တဲ့အချိန်လေးတွေညှော်နေသွားစေမယ့် နောက်ဖေဖေမေမေတို့ကငါတို့မှအလုံးမပေးနိုင်တာပဲလေဆိုပြီးတော့လေဖုံးမယ်အချိန်ပြေးပေးမထားပါနဲ့တော့ဖေဖေမေမေတို့ရေကလေးလေးတွေကိုကိုနဲ့အလုံးကိုအလုံးလုံးတဲ့ဘေးလေးမှာသူ့ကိုချပြီးကံမှာဒီလိုကာလာပိန်တီလေးတွေဆေးရောင်ချက်ချင်းလုပ်ငန်းလေးတွေနဲ့အတူသူတို့ကိုလောက်ကင်ပေးထားမယ်ဆိုရင်သူတို့ဟာဒီလိုပကြီးဆွဲတဲ့အခါမှာဒီဆက်ကူပေါ်မှာဖျောင်းရောင်စုံနေနဲ့အယောင်အမျိုးမျိုးကိုခြေတလာမယ်ရောင်စုံနဲ့ ဒီရောင်စုံဆေးရည်ရဲ့စုတ်တံလေးတွေကိုအသုံးပြုပြီးတော့ဆေးရောင်ချဲတာတွေပကြီဆွဲတာတွေအသုံးပြုခြင်းအဖြစ်လေးလေးတွေရဲ့လက်ချောင်းလေးတွေတံမာလာမှာဖြစ်ပါတယ်။ဒါကြောင့်ဖေဖေမေမေတို့ရေကလေးလေးတွေဟာလက်ချောင်းလေးတွေလဲတံမာလာခြင်းအတူတူဒီလိုဆေးချဲခြင်းအဖြစ်ကလေးလေးတွေကအယောင်အမျိုးမျိုးကိုရောဆက်ပြီးတော့အယောင်အစ်စ်တွေကိုလည်းစမ်းသပ်ဖန်တီးလာဖို့အတွက်အားပေးရမှာဖြစ်ပါတယ်။ ဥပမာဖေဖေမေမေတို့ရေမူလအယောင်၃ယောင်ကဘာလဲကလေးလေးတွေကိုရှင်းပြမယ်မူလအယောင်၃ယောင်ကဘာလဲဆိုရင်အနီးအပြာအဝါလို့ဆိုပြီးတော့မူလအယောင်၃ယောင်ရှိပါတယ်ပထမဦးဆုံးအနေနဲ့ကလေးလေးတွေကိုမူလအယောင်၃ယောင်ဖြစ်တဲ့အနီးယောင်အပြာယောင်အဝါယောင် ဒီ၃ရောင်နဲ့ကလေးလေးတွေကိုအရင်ဦးဆုံးဆေးရောင်ချဲ့ခြင်းတွေကိုအဲလှုပ်ဆောင်ပေးပါနော်အဲ့ဒီဆေးရောင်ချဲ့ဒီမူလအခြေခံဖြစ်တဲ့အနီးအပြားအဝါအယောင်၃ရောင်ကနေစပြီးတော့ကလေးလေးတွေက အခြားအယောင်တွေရအောင်စမ်းသပ်လုပ်ကင်ခွင့်နေပြုလုပ်နိုင်နေဆိုတာကိုလည်းအဲရှင်းပြလို့ရပါတယ်နော်ဥပမာအဝါရောင်နဲ့အနီးရောင်နဲ့ပေါင်းရင်ပါရောင်လေးရမလဲတို့စမ်းကြည့်လိုက်ရအောင်အဝါရောင်နဲ့အနီရောင်လေးနဲ့ပေါင်းလိုက်ရင်တော့လိမ်မော်ရောင်လေးရတာပေါ့တတမိ ီမီလေးတို့ရေအဲနောက်ထပ်ဒီအဝါရောင်လေးနဲ့အပြာရောင်လေးနဲ့ပေါင်းမယ်ဆိုရင်ရော တို့ဘာရောင်လေးရမလဲတစ်ချက်စမ်းသက်ကြည့်ရအောင်ဆိုပြီးတော့အစိမ်းရောင်လေးရတာပေါ့ဆိုတာလေးတွေကိုအဲရောင်လေးတွေကိုအဲစမ်းသက်လောက်ကင်ရေးနဲ့ကလေးလေးတွေဟာအမှုပညာလက်ရာလေးတွေပုံမတိုးတက်လာမယ်သူတို့ကို သူတို့လည်းယုံကြည်မှုတန်မိုးထားမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်နော်ဒါကြောင့်ဖေဖေမေမေတို့ရေအိမ်မှာ ဖုန်းတွေကြည့်နေမယ်အစားဆေးရောင်ချဲကာလာလေးတွေဆေးရောင်ချဲပုတ်ကလေးတွေပဲဖြစ်ဖြစ်ဆေးရောင်ချဲဒီလိုဆက်ကူလေးတွေပဲဖြစ်ဖြစ်အဲဖီဖီမေမေတို့ရေကလေးလေးတွေကို ပေးပြီးတော့လောက်ကင်ပေးပါနော်လို့အဲတိုက်တွန်းပါရစေဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်